တော်လိုင်းကာလအတွင်းအတီငိမ့်ဆုံးဒေတာတစ်ခုဖြစ်တဲ့အေရီတိုင်းအင်ကပူမြို့နယ်အတွင်းရှိရက်ကြီးအုပ်ချုပ်ရေးမှုတွေကစစ်မှုထမ်းလူအများဝယ်ကိုကိုယ်ပိုင်စီးပွားရေးလိုလောက်ကိုင်းနေကြတယ်လို့သတင်းရရှိပါရယ်။ကျေးရွာအုပ်စု83ခုရှိတဲ့အဲ့ဒီဒေတာမှာစစ်မှုထမ်းထောက်ပံ့ပေးဖို့ကောင်းစဉ်နဲ့လာစဉ်ကြေးကိုအ ਨੇ ဆုံးစက်တောင်းကနန်ကောက်ခံတယ်လို့လူစားထုတ်တာကို7350လောက်အထိငွေညစ်လေးရှိတယ်လို့ဒေတာခန်တွေကပြောပါရယ်။ဟုတ်ပထမဆုံးစာရုံးကတော့ဟိုမှာ9000 6000 ရှင်းတော့အဲ့အပတ်စဉ်တော့လောက်ပါလေဘာတင်ပြီးနေမှာတော့မဲနိုင်လို့ပေါက်တယ်ဆိုပြီးတော့မိသားစုကအကုန်ခံရတာဒီရှိတယ်အဲ့ဒါကြီးကတော့သိမိငါးပဲပေါ့မိသားစုတွေပြီးရနောက်ပိုင်းကျတော့တဖြည်းဖြည်းနဲ့ရှင်ရှင်ကိစ္စကြီးဖြစ်လာတဲ့အခါမျိုးလဲကြတော့ဒီနေ့မှာပုံစံအင်္ဂဝန်လို့ဆိုအောင်ဆိုရှင်းတယ်နဲ့တော့ရှင်းအဲ့တော့ဒီနေ့မှာဒါကြီးကအထွေထွေကြီးနဲ့ဆွေကြီးနဲ့ခရုံးကြီးနဲ့အကုန်ဌာနဆိုင်ရာတွေအကုန်လုံး ဟောပေါ့တွက်ချက်ပြီးလောက်ကြတော့7000လောက်ပါပြီစလိုက်တာအခုအပတ်စဉ်15ရောက်တော့7000မရတော့တသိန်းညိုနေဖြစ်လာခဲ့တာအခု6 69မှာလဲကြတော့ဟိုဟွာဟိုင်းဒီမှာဟွာလဲမပြူတော့ဘူးလူသားတို့လူလည်းမရဘူးလူကိုယ်တိုင်လိုက်ပါမယ်ဘာညာဆိုတဲ့အားနဲ့အကြလဲဂိုင်ပေါ့အဲ့တော့လူသားပဲရှားရတော့တာပေါ့ရှားတော့ဘူးအင်း အော်ဘာတယောက်ကိုနှစ်သိန်းလောက်ပြီးကြားတယ်သူလည်းရှိတယ်။နောက်တချို့ကြတော့လည်းတသိန်းလောက်ကြားတယ်။အဲဒီကအဖမန်တော့အကုန်လုံးမဟုတ်ဘူး။နောက်ကြတော့ကူမရှိတဲ့ဆေးရုံနံပါတ်လူတွေကမုံဆိုးမှသာပြီးဒါဇင်နာတော့ထရတော့မယ်အခန်းရောက်လာပြီးကုဆက်ခုံဆက်ကြောက်ဆက်ခုံ။ဒါအပြင်အင်ကပူမြို့နယ်စစ်မှုရန်ခေါ်ယူရေးအဖွဲ့ကစစ်မှုရန်အမှတ်စဉ်15ကနေစလို့အပူတပြင်းလူတောင်းဆိုနေတဲ့အတွက် အုပ်ကြီးတွေကလူစားထိုးမပေးတော့ဘဲစစ်မှုထမ်းစင့်ခေါ်ခံရသူတွေကိုယ်တိုင်လူစားရှာပြီးပေးနေရတယ်လို့အဲ့ဒီဒေသခံတွေကပြောပါတယ်။တရား90တရား80ထည့်ပေးနေရတာ။ပြည်ပြည်ပြည်အောင်အုပ်စုမစုပေးနေရတာ။နေ35နှစ်ကျော်တဲ့အိမ်တွေလဲဟိုကစုစုပူတော်ရည်ထည့်နေရပြီ။အဲဒါမှလည်းလူရှိလဲဆိုတော့အုပ်စုတွေတော်တော်များများမှာပါ။ ဟောဘာညဒီရာနောက်စားတဲ့ခလင်းကြီးကဘူရဲအဖွာကောင်းလေးပေါ့ပြတ်မှတ်ကောင်းလေးပေါ့အဲကိုယ်ကဟိုဇာကားပြောတာမချင်းများမှုဟိုကြီးခေါ်သွားတယ်ရေကားရောက်တယ်မင်းစိတ်ထဲလိုက်မလားစိတ်ထဲကိုခေါ်မယ်အဲတော့မင်းဒါမှမဟုတ်ထောင်ကြခံမလားအဲ့မင်းကိုနှစ်ခုပဲမေးလေလေအဲတော့ထောင်ကြတော့မှခံဘူးစိတ်ထဲလိုက်မယ်ဖြစ်ကြတော့အဲ့ကလည်းမပြီးနိုင်ဘူးလေ အဲအဲ့ဒီဟာကြီးကြတော့ရတာလဲတိတ်မမြောင်ဒါပေမဲ့ပေါ့စာနေတာကတော့အဲ့ဒီအုတ်ချုပ်ရေးမှုနဲ့ဓာိုင်းမှုတွေပဲပေါ့ဘယ်ဥတည်နေပေါ့ပြီးတော့နောက်ဘက်ကဒီအုံပါတဲ့အမှားတိတဲ့လူတီးတယ်နလာသုံးလာတွေ့မှာတွေပေးတယ်ပြီးတော့ကလည်းဖြစ်ဖြစ်မြောက်တော့မရဘူးအဲဆက်ဆက်ကြောက်သိတကကူကကတော့တည်စင်းတင်းထားတယ်လို့ပြောတာပဲ အေရီတိုင်းအတွင်းရှိလူငယ်တွေကိုစစ်အုပ်စုဝင်တွေစစ်မှုထမ်းမှုလိုက်လံဖမ်းဆီးပြီးရက်တိုတင်နန်းပေးကစစ်ရေးပြင်းထန်နေတဲ့ဒေသတွေကိုဆ ිල ွတ်နေတယ်လို့သူကပြောပါတယ်စစ်မှုထမ်းဥပဒေကိုအသက်သွင်းခဲ့တဲ့တစ်နှစ်ကျော်အတွင်းစစ်တင်နဲ့16ကြိမ်အထိခေါ်ယူထားပြီးအင်အား8000လောက်အထိစုဆောင်းထားနိုင်ပြီလေလို့စစ်ဘက်ဆိုင်ရာသုတေသနအဖွဲ့တွေကပြောထားပါတယ်။စစ်ကောင်မရှင်ကတော့စစ်မှုရန်တင်နန်းတွေအတွက်အထမလူစုဆောင်းတာမရှိပဲကိုယ်တိုင်ဆန္ဒပြုသူတွေကိုသာခေါ်ယူခဲ့တယ်လို့စစ်တပ်ကဝါဒဖြန့်ထားပါတယ်။ ဒါပေမဲ့မြေပြင်မှာတော့လက်စားမှုချိန်ချောက်မှုတွေပြင်းထန်နေသလိုတင်းနှံပြီးတာနဲ့ရှေ့တန်းစစ်မြေပြင်တွေစီပို့လွှတ်ခံနေရတာကြောင့်စစ်မှုရန်လူငယ်တွေတိုက်စုံမှုမြင့်တက်နေရတယ်လို့သိရပါတယ်။တစ်ဖက်မှာလည်းမဲနှာရွေးချယ်တာနဲ့အတင်းကျပ်စစ်မှုရန်ခေါ်ယူတာတွေပုံမှုများပြလာတာကြောင့်ဤအမျိုးမျိုးနဲ့နေရစွန့်ခွာဖို့စ조사နေကြတဲ့လူငယ်လူရဲ့အရေးတော်ဟာတစ်နှစ်ကျော်ကာလအတွင်းသက်သိမ်းထက်မနည်းရှိနေပြီလို့ဗမာရေးရာနဲ့ပြိပခလေးလာရေးအဖွဲ့ BACS ကထုတ်ပြန်ထားတဲ့အရာသိရပါတယ်။